ကျိစာတင့်မင်းသမီးလေတခါတော့ကတိုင်းမကြီးတခုမှာထီးနန်းဆက်ခံမဲ့သားသမီးမရသေးလို့မပြောမရှုံဖြစ်နေကြတဲ့ဘရင်ကြီးတို့ဇနီးမောင်နှံတွေရှိတဲ့သူတို့တိုင်းမကြီးမှာမော်ပညာတွေကိုတက်မြောက်ကြတဲ့စွန်အားကြီးသူတွေလည်းရှိကြပါတယ်တရတော့ဘရင်ကြီးဟာနောင်နှစ်တရာလောက်ကအနာဂတ်ကိုလမ်းကြီးနိုင်တဲ့မော်ဖန်လုံးပိုင်ရှင် မော်ဆရာကြီးစီမှာသူတို့အတွက်သားသမီးရလာဖို့ရှိမရှိသွားရောက်မိ мян ခဲ့ပါတယ်ဒါပေမဲ့လည်းမော်ဆရာကြီးကတော့ နောက်နေ့တရားကိုရောက်ရင်တောင်မှဒိုင်းမီကိုဦးစီးဦးဆောင်ပြုပေးနိုင်မဲ့မင်းသားတစ်ပါးတောင်မှပေါ်ထွက်လာအောင်မှမဟုတ်ကြောင်းရှောက်တင်ခဲ့ပါတယ်။မေကြီးလည်းအဲဒီစကားကိုကြားတော့အတော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်သွားတာပေါ့။ဒီလိုနဲ့တရက်တော့မိဖုရားကြီးစီမှာကိုဝင်ရှိလာခဲ့ပြီးအရန်ကိုလှပတဲ့မင်းသမီးလေးတစ်ပါးဖွားမိခဲ့ပါတယ်။မင်းသမီးလေးရဲ့နာမည်ကိုတော့အော်ရွာလို့အမည်ပေးလိုက်ကြပါတယ်။အော်ရွာလေးဟာအရန်ကိုချောမောလှပလုံးတော့နိုင်ငံတစ်ခုလုံးကလူတွေအားလုံးကချစ်ခင်မြတ်နိုးခဲ့ကြပြီး မြင်သူတိုင်းရဲ့စိတ်နှလုံးကိုအပိုင်သိမ်းနိုင်ခဲ့ပါတယ်။ဒီလိုနဲ့ပဲအော်ရွာလေးတို့ကကောင်းကြီးမေဂလာအခမ်းအနားကိုကျင်းပပေးဖို့နှီးကျက်လာခဲ့ပါပြီ။ဘေးကြီးဟာသူသမီးလေးရဲ့ကောင်းကြီးပေးမေဂလာအခမ်းအနားကိုတက်ရောက်ဖို့အတွက်ဂုံမြေပင်လယ်ပြင်နဲ့ကောင်းငင်ဘုံကနှစ်သားနှစ်သမီးတွေကိုဖိတ်ကြားခဲ့ပါတယ်။ဘွယ်နေရောက်တော့ဖိတ်ကြားထားသမျှနှစ်သားနှစ်သမီးတွေအားလုံးတက်ရောက်ခဲ့ကြပြီ။မွေးကင်းစကလေးလေးဖြစ်တဲ့အော်ရွာလေးကိုစုတူးစုမြတ်ပြီးတပားတစုပေးခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲ ကောင်းငင်ကြီးဟာလျက်စီးလက်ကပုံစံပြောင်းလာခဲ့ပြီးနတ်သမီးတစ်ပါးသူ့ရိုးပွဲကိုမဖိတ်ဖဲနဲ့ရောက်လာခဲ့ပါတယ်။သူမနာမည်ကတော့မလီဖီရှန်ပဲဖြစ်ပါတယ်။မလီဖီရှန်ဟာမနာလိုဝင်းတိုးတက်ပြီးအညိုးကြီးတဲ့နတ်သမီးတစ်ယောက်ပါ။ဘရင်ကြီးကကြံတဲ့နတ်သမီးတွေကိုဖိတ်ပြီးသူ့ကိုတော့ကွက်ချန်ထားခဲ့လို့အခုလိုမျိုးလာရောက်တောင်းကျမ်းတာပဲဖြစ်ပါတယ်။တကယ်တော့ဘရင်ကြီးဟာသူ့မကိုတမင်ချက်လက်ထားခဲ့တာမဟုတ်ပဲမလီဖီရှန်ဟာလူမြင့်ကွန်းကနေပျောက်ကွယ်နေတာနှစ်60လောက်ရှိပြီမို့ ဘေးမှာရှာရမှမသိတာနဲ့မဖိတ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းစိတ်သဘောထားသေးတဲ့နဲ့မလီဖီရှန်ကတော့သူမကိုခွဲခြားဆက်ဆံရခေါင်းလားဆိုပြီးပြဿနာရှာပါတော့တယ်။ဂျန်နသမီးတွေကလည်းမလီဖီရှန်ကိုဝိုင်းတားကြပြီးမဲ့မလီဖီရှန်ကတော့အခြားနသမီးတွေရဲ့စကားကိုအဖတ်မလုပ်ခဲ့ပဲမွေးကင်းစကလေးလေးဖြစ်တဲ့အော်ရိုဝါလေးစီကိုချင်းကပ်သွားပါတယ်။မိဖုရားကြီးကမလီဖီရှန်နေပါလို့မလို့လေ။ဟာဟာငါဘာမှမလုပ်ပါဘူး။ နင်တို့ကငါ့ကိုခွဲခြားဆက်ဆံပြီးမင်းငါကတော့နင်တို့လိုမဟုတ်ပါဘူးတခြားနတ်သမီးတွေလိုပဲငါနင်ကလေးကိုစုတစ်ခုပေးမလို့ပါဗါလေငါကကြင်စာတိုက်မယ်ထင်နေတာလားနေဦးခဏလေးအပြော်မစောသွားနဲ့ငါတီကလေးကိုပေးမယ်စုကတော့ဒီမှာလုံဝကိုကြမ်းကြမ်းမာမာလှလှပပပျော်ပျော်ရွှွှွှွှွနဲ့အရွယ်ရောက်လာလိမ့်မယ်ဒါပေမဲ့အသက်16နှစ်ကိုရောက်ရင်တော့သူမကြီးငင်းဆက်ကအက်ကိုစူးမိပြီးအသက်ရှင်ရက်ကတေဆုံရလိမ့်မယ် အဲ့ဒါကငါဒီကလေးတို့ပေးတဲ့စုပဲဆိုပြီးတော့ကျဲလောင်စာရဲမောရင်ဖတ်သွားပါတော့တယ်အားလုံးလည်းမလီဖီရှယ်ရဲ့ဂျိန်သားကြောင့်တုံလုံးချောင်ချားကုန်ကြပြီးဘွဲကိုတက်ရောက်လာကြတဲ့နတ်သမီးတွေတဲကမလီဖီရှယ်ရဲ့ညမတော်ဆက်သူနတ်သမီးမယ်ရီဝဲတာဟာကျမအမရဲ့အခုလိုအပြုမှုတွေတကယ်ပဲအားနာမိပါတယ်။ချိန်မကောင်းစရာကတော့မလီဖီရှယ်ရဲ့ဂျိန်စာကိုပယ်ဖျက်ပေးနိုင်တဲ့စွာကျမမှမရှိသလိုဒီဘွဲကိုတက်ရောက်လာကြတဲ့ဖေနတ်သားနတ်သမီးမှမှမရှိနိုင်ဘူး။ ဒါပေမဲ့ကျွန်မမှာအော်ရိုဝါလေးအတွက်ကောင်းကြီးပေးစရာကြံပါသေးတယ်။အဲဒီတော့အော်ရိုဝါလေးဟာအသက်၁၆နှစ်ပြည့်လို့ဂျင်းရင်ဆက်ကအဲ့နဲ့ထိုးမိသွားခဲ့ရင်တော့အသက်ယူရမသွားပဲလှပတဲ့အိတ်ဆက်ချင်းနဲ့ပဲအိပ်ပျော်နေလိမ့်မယ်။တကယ်လို့သူမသာသူရဲ့ကောင်းမင်းသားတစ်ပါးရဲ့အနန်းကိုရရှိခဲ့မယ်ဆိုရင်ပြန်လဲသတိရလာပါလိမ့်မယ်။ဆိုပြီးတော့မလီဖီရှယ်ရဲ့ဂျင်းစာကိုအားနေတော့အောင်မယ်ရီဝေတာတယောက်ခြံစပေးခဲ့ပါတယ်။ ဘယင်ကြီးကလည်းမယ်ရီဝဲသာဘလောက်ပဲကျင်းစာကိုအားနေတော့အောင်လှုပ်ပေးလှုပ်ပေးသူသမီးလေးဖြစ်သူဟာဒီအဖြစ်ဆိုးကြီးကိုဂျင်းဒီပေါ့ကြုံတွေ့ရတော့မှမို့အခုချိန်ကစပြီးငါအမိတ်ထုတ်ပြန်နေတိုင်းပြည်တစ်ခုလုံးကချီငင်ဆက်မှန်သမျှကိုမိရှုပ်ပြေးရမယ်ပြီးရင်ငါမလီဖီရှန်ကိုကဘာဆုံးထိလိုက်ချပြီးသူမရဲ့ချိန်စာကိုပြန်လဲပယ်ဖြတ်ခိုင်းမယ်ဆိုပြီးတော့ဒေါနဲ့မောနဲ့អော်ပြောနေခဲ့ပါတယ်ဒီလိုနဲ့អော်រ៉ូវ៉ាလေးဟာတပြည့်ပြည့်နဲ့လှပစွာအရွယ်ရောက်လာခဲ့ရင် မကြာခင်မှာပဲ16နှစ်ပြည့်မွေးနေ့ကိုကျင်းပရပါတော့မယ်။ဘယင်ကြီးဘလောက်ပဲလူအင်အားသုံးပြီးတော့ရှားပွေးပါသေးမလီဖီရှာရဲ့တရေကိုမရခဲ့ပါဘူး။ဒါကြောင့်မဲအော်ရိုဝါလီရဲ့16နှစ်ပြည့်မွေးနေ့ပွဲမှာလန်တော်တစ်ခုလုံးကလူတွေအားလုံးမျက်နှာမကောင်းဖြစ်နေခဲ့ကြပြီးအော်ရိုဝါလီကတော့တခြားသူတွေမျက်နှာမကောင်းရတဲ့အကြောင်းရင်းကိုဘလုံးမှစဉ်းစားမရဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မွေးနေ့ပွဲမကျင်းပခင်သူမကနန်းတော်ကြီးထဲမှာရှောက်စူးစမ်းရင်းဘိစားနဲ့ဖိုးထားတဲ့ချင်းငယ်ဆက်လေးတစ်ခုကို တွေ့လိုက်ရပါတယ်။ဂျင်းငယ်ဆက်လေးဟာလင်းလက်တောက်ပနေတဲ့အပြင်သူမမွေးကလေးကတခါမှမြင်ဘူးချင်းမရှိတာကြောင့်တိလိုစိတ်နဲ့တီကန်ကြည့်လိုက်ခဲ့ပြီးချင်းငယ်ဆက်ကအန်နဲ့ဇူးမီသွားပြီးတော့တခါရင်အိတ်ဆက်သွားခဲ့ရပါတော့တယ်။ဒီเจ้าကိုတီသွားတဲ့ Mary Weather, Flora နဲ့ Fauna တို့နတ်သမီး၃ပါးဟာ Aurora လေးအတွက်အယံဝန်းနေသွားခဲ့ကြပြီ။ဟေးဘလို့လောက်ကြမလဲ။ Aurora လေးကအိတ်ဆက်သွားခဲ့ပြီ။ဒီအเจ้าကိုဘယင်ကြီးတို့တီသွားရင်သူတို့တွေအတော်လေးစိတ်ထိခိုက်သွားကြမှာ။ ဒီတော့ငါတို့တွေအော်ရိုဝါလေးကိုပြန်လဲနိုးထလာအောင်လှုပ်ပေးနိုင်မယ့်မင်းသားလေးတစ်ပါးကိုမတွေ့မချင်းဘင်ကြီးတို့အပါဝင်နန်းတော်တစ်ခုလုံးကလူတွေအားလုံးကိုအိမ်ငွေချလိုက်ကြမယ်။အဲဒါဆိုရင်ငါတို့မင်းသားလေးကိုရှာတွေ့တဲ့အခါကျရင်နန်းတော်တွေကသူတွေအားလုံးဒီချေခွဲစရာအဖြစ်ပြက်ဆိုးကြီးကိုရေဆန်ရစရာအကြောင်းမရှိတော့ဘူး။ဒါနဲ့ပဲနတ်သမီးသုံးပါးဟာနန်းတော်ကြီးတစ်ခုလုံးကလူတွေအားလုံးကိုအိမ်ငွေချလိုက်ပါတယ်။ ဒီလိုနဲ့နတ်သမီးသုံးပါးဟာသူရဲ့ကောင်းမင်းသားလေးကိုလိုက်ရှာရင်းနှစ်တရာကျော်တောင်ကြာမြင့်သွားခဲ့တာကြောင့်အော်ရာလေးတို့နန်းတော်ကြီးတကူလုံးဟာခြုံနယ်ပိတ်ပေါင်းနေကြောင်းတောအုံကြီးဖြစ်သွားခဲ့တဲ့အပြင်အော်ရာလေးရဲ့အဖေဟာလည်းလူတွေရဲ့ဗသက်ပြားမှာဒန်နာကြီးတကူသာသာဖြစ်လာခဲ့ပါတယ်။နတ်သမီးတွေဟာသူရဲ့ကောင်းမင်းသားလေးကိုအားဆိုင်ရှာပွေခဲ့ကြပြီးမဲ့နှစ်တရာကျော်လုံးမတွေ့ခဲ့ကြပါဘူး။ဒီလုံနဲ့တိုင်းပြည်တစ်ခုမှာအရန်ကိုရဲစွမ်းတက်တီးနဲ့ပြည့်ဝတဲ့မင်းသားလေးတစ်ပါးပေါ်ထွက်လာခဲ့ပါတယ်။ သူ့ရဲ့နာမည်ကတော့ဖီလစ်ပဲဖြစ်ပါတယ်။သူဟာဘလောက်တော့ရဲစံတက်တိနဲ့ပြေဝါသလဲဆိုရင်သူတို့တိုင်းပြည်ကိုအုပ်စိုးကိုကြိုးစားတဲ့မလီဖီရှန်ကိုတောင်အနိုင်ယူနိုင်ခဲ့ပါတယ်။ဒါကြောင့်မဲ့နေသမီးသုံးပါလေမင်းသားလေးဖီလစ်ဟာအော်ရိုဝါလီကိုပြန်လဲသတိရအောင်လှုပ်ပေးနိုင်မဲ့သူပဲလို့မှတ်ယူလိုက်ကြပြီးအကူအညီသွားတောင်းကြပါတယ်။မင်းသားလေးဒီနန်းတော်ရဲ့မလန်မကက်လောက်မှာတောအုပ်ကြီးတစ်ခုရှိပါတယ်။အဲ့ဒီတောအုပ်ကြီးထဲမှာနှစ်ပေါင်းများစွာအိတ်ဆက်နေတဲ့ကျိန်စာသင့်မင်းသမီးလေးတစ်ပါးရှိပါတယ်။ ဒူမာပေါ်မှာကြာရောက်နေတဲ့ကျင်းစာကိုသူရဲ့ကောင်းမင်းသားတပားကမှပယ်ဖျက်ပေးနိုင်ပါပါ။ဒါကြောင့်မို့တင့်ကိုအကူကြီးလာတောင်းရတာပါ။ဒင်ကျွန်ုပ်တို့ကိုကူညီပေးနိုင်မလား။မင်းသားလေးဖီလီယာမဆိုင်မတော်အကူကြီးပေးဖို့သဘောတူခဲ့ပြီးဒူရီအော်ရွာလေးရှိနေတဲ့ဒေါအုပ်စီကိုသွားရောက်ကြပါရစေ။ဘီယာနဲ့အိရှန်နေတဲ့အော်ရွာလေးကိုအနမ်းပေးခဲ့လိုက်ပြီးစစ်မှန်တဲ့သူရဲ့ကောင်းမင်းသားလေးရဲ့အနမ်းတဖို့ကြောင့်အော်ရွာလေးဟာပြန်လည်သတိရလာခဲ့ပါရစေ။ ဒီလိုနဲ့နတ်သမီးတွေဟာနန်းတော်ကြီးတစ်ခုလုံးကလူတွေအားလုံးကိုပြန်နိုးပေးလိုက်ပြီးနန်းတော်ပတ်ပတ်လေးကတောအုပ်ကြီးကိုပါရှင်းလင်းပေးလိုက်ကြပါတယ်။နန်းတော်တွေကသူတွေအားလုံးလဲအော်ဝါလေးအိတ်ဆက်သွားတဲ့အဖြစ်ဆိုးကြီးကို မရင်ဆိုင်ရတော့ဘဲပျော်ရွှင်စွာနဲ့နေနိုင်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့သူရဲ့ကောင်းမင်းသားလေးဟာအော်ဝါလေးကိုမြင်မြင်ချင်းချစ်မိသွားခဲ့တယ်လို့အော်ဝါလေးကလည်းမင်းသားလေးကိုချစ်မြတ်နိုးတာကြောင့်သူတို့နှစ်ဦးသားမိဘတွေကိုခွန်တောင်းပြီးတော့လက်ထပ်လိုက်ကြပါတယ်။ ဒီလိုနဲ့အော်ရွာလေးတို့မိသားစုဟာပျော်ပျော်ရွှင်ရွှင်နဲ့အသက်တက်ဆုံးနေထိုင်သွားခဲ့ကြပါတော့တယ်ပုံမြင်လေးကတော့ဒီမာရင်အဆုံးသတ်သွားခဲ့ပါတယ်ခင်ဗျာ